မင်းဘလောက်ဆိုးဆိုးမင်းကိုကိုခွင်းလို့ပါတယ်မန်းနှင်းစီရဲ့မင်းကမချေသေးတော့လူသားပြောက်ဆိုပြီးတော့ပါဝင်းညင်ကပြောဆိုနေခဲ့ကြ ਵੇਂ ကိုကတော့မင်းကိုတိတ်ချစ်တယ်မန်းနှင်းစီတိတ်ချစ်မလို့တန်ဖိုးထားပြီးတော့မြန်နိုးရသူတယောက်ကိုလွယ်လွယ်နဲ့စွန့်ပြအောင်ကိုကယူတယောက်မှမဟုတ်တာဆိုရဲလူသားတွေလောကမှာအများကြီးရှိထားခဲ့ကြပါတယ်ဒါလည်းသူမှမဟုတ်ပါဘူးကိုကိုယ်တိုင်လည်းမင်းမြန်နိုးနိုးနဲ့တိတ်ချစ်ခဲ့ရတဲ့ပန်းလေးတစ်ပွင့်ကိုလွယ်လွယ်ကူနဲ့စွန့်ပြရမှာမဟုတ်သလိုကိုကိုယ်တိုင်မြန်နိုးနိုးဖမ်းဆုပ်ထားတဲ့ပန်းလေးကိုဘသူတွေကဘယ်လိုပဲပြောနေပါသေးဆက်ပြီးတော့ချစ်နေမိခဲ့မှာပါပဲ ဒါလောကရဲ့လူသဘာဝတစ်ခုလို့ဆိုရမှာဖြစ်ပြီးတော့ဘယ်သူမှကိုသိချစ်လို့ဖမ်းဆုပ်ထားတဲ့ຢာတစ်ခုလွယ်လွယ်လေးနဲ့စွန့်လို့ရမှာတော့မဟုတ်ပါဘူးအခုလဲမိုင်ုံတဲ့ရဲ့အသင်းပိုင်ရှင်တွေကသူတို့ရဲ့နှီးပြဖြစ်သူကိုပရိသတ်တွေဘက်ကထုတ်ခိုင်းတိုင်းထုတ်ပယ်သွားမှာမဟုတ်ဘူးဆိုပြီးတော့ပြောသွားခဲ့ပါတယ် Manchester United ဘုတ်ဖွဲ့ကပြီးခဲ့တဲ့တနင်္လာမန်ချက်စတာဘီပွဲစဉ်မှာကိုပြရှုံးမနဲ့ရင်ဆိုင်သွားခဲ့ရပေမဲ့လက်ရှိနှီးပြဖြစ်သူ Real Mourinho ဆက်လက်ပြီးတော့အားပေးထောက်ခံထားကြောင်း Manchester Evening News ကဆိုသွားခဲ့ပါတယ် Manchester United ကဒီအသီမာပရီးမီးယားလိပွဲ၄ပွဲကစားပြီးတဲ့အချိန်မှာ၂ပွဲရှုံး၁ပွဲတည်း တပွဲနိုင်ဆွဲရလာကိုပိုင်းဆိုင်ထားခဲ့တာဖြစ်ပြီးတော့အဆိုပါရလာနဲ့ပတ်သက်လို့ဝေဖန်မှုတွေကတော်လေးကိုမြင့်တက်နေခဲ့တာဖြစ်ပါတယ်။မန်ယူသင်းရဲ့တိုင်းစီမောင်းကြီးဝေဝန်နီကတော့မန်ချက်စတာဒါဘီမှာအရှက်ရပွဲရှုံးနေခဲ့ပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်ရဲ့အပြောင်းအရွှေ့ဆုံးဖြတ်ချက်နှစ်ခုကိုမေးခွန်းထုတ်သွားခဲ့ပါတယ်။မန်ချက်စတာစီးတီးယားတနင်္ဂနွေညအီဒီယားမှာမြို့ကန်ပြိုင်ပတ်တွေကိုနောက်ထပ်တစ်ချိန်နိုင်ရခဲ့ပြီးတော့ဟာလန်နှစ်ကိုဖူဒန်တကိုသွင်းပေးခဲ့တာဖြစ်ပါတယ်။မန်စီးတီးယားနှစ်ပွဲဆက်ရှုံးနေခဲ့မှုအကောင်းဆုံးပုံစံနဲ့တုံ့ပြန်နိုင်ခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ကတော့အမ်မိုရီယိုလောက်မှာဆက်လက်ရုန်းကန်နေခဲ့တာပါ မန်ချက်စတာယူနိုက်တက်ဂန်ဝင်တိုက်ဆုံဖြစ်တဲ့ဝေးရူနီကတဲအနီရဲ့စွမ်းဆောင်ရင်းကြောင့်မန်အောဂိမ်းနဲ့စိတ်ပြတ်ခဲ့ပြီးဒီနေ့ရာဒီမှာဘားတောင်ဒိုနာရမာကိုမခေါ်ယူခဲ့တာလဲလို့မေကွန်းထုတ်သွားခဲ့ပါတယ်ဒိုနာရမာ PSG နဲ့ဆက်ဆံရေးပြိုလဲခဲ့ပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့သတင်းတွေထွက်ခဲ့ပြီးမဲ့မန်စီကပဲပေါင်26သန်းနဲ့ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်ဝေးရူနီကအမိုရီနေနဲ့လမ်မန်စ်ကိုပွဲထွက်လူစင်းနဲ့ချက်ချင်းမထည့်ခဲ့တာကစိုးရင်စရာဖြစ်ခဲ့ပြီးတော့ဘယ်ဂျန်လူငယ်ဂိုးသမားကိုခေါ်ယူခဲ့တာကမလိုအပ်ပဲဝယ်ယူခဲ့တာလားလို့မေကွန်းထုတ်ခဲ့ပါတယ်အင်္ဂလန်သားတိုက်စစ်မောင်းကြီးက အဲ့ဒါလည်းစိုးရိမ်ရမယ်ကိစ္စပါပဲမလိုဘဲနဲ့ဝဲခဲ့တာလားဆိုတာခင်ဗျားမသိနိုင်ပါဘူးမန်တိုင်းပြောရရင်ကျွန်တော်ကိုးသမားအစ်စ်ကြောင့်တိတ်မသိပါဘူးကျွန်တော်အားလုံးလည်းဒီကိုးသမားအစ်စ်ကိုတိတ်ပြီးတော့မြင်မှုကြမယ်လို့မထင်ပါဘူးကျွန်တော်လေးတာဆန်းစမှုတချို့လောက်ပြီးတော့သူကစားတာကိုကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ခင်ဗျားကိုးသမားခေါ်ယူခဲ့ပြီးတော့သူကချက်ချင်းဝင်ကစားဖို့အစေးသင့်မဖြစ်သင့်အဲ့ဒါစိုးရိမ်စရာကောင်းပါလိမ့်ဒိုနာရမ်မာချက်ချင်းဝင်ကစားပြီးတော့ clean sheet ရသွားတာသိတာပါလိမ့်ဒါကကြီးမားတဲ့ကွာခြားမှုဖြစ်ပြီးတော့ရာသီပထမဆုံးပွဲပြီးမှ Manchester United အနေနဲ့ဒိုနာရမ်မာကိုသွားခေါ်သင့်တယ်လို့ပြောခဲ့ပါလိမ့် ငွေကြေးပိုင်းရမတက်နိုင်တာလားဒေါ်နယ်ရမ်မားပဲမလာခြင်းလို့လားကျွန်တော်မသိပါဘူးဒါပေမဲ့ကျွန်တော်အလားလာရှိတဲ့ကိုမခေါ်ခဲ့ပြီးတော့ကျွန်တော်နောက်ထပ်စီမံကိန်းနဲ့လုပ်ဖို့လိုနေသေးတယ်လို့အဲ့ဒါအများအန်အန်ရနေနေရှိမှာပါဆိုပြီးတော့ပြောသွားခဲ့ပါတယ်မန်ယူသင်းနေတဲ့ဘလိုပဲရလာတွေစိုးနေပါစီအမရင်းကတော့သူ့ရဲ့နီးစတင်ကိုပြောင်းလဲတော့မှာမဟုတ်ဘူးဆိုပြီးတော့ပြောသွားခဲ့တယ်လို့သူ့ကိုထုတ်ချင်တယ်ဆိုလဲထုတ်လို့ရတဲ့အကြောင်းကိုပြောကြားထားခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းမန်ယူတဲ့ဘုတ်ဖွဲ့ဝင်တွေကတော့သူတွေတဲ့နီးပြားဖြစ်သူကိုထုတ်ပေးသွားမှာမဟုတ်ပဲဆက်လက်အားပေးထောက်ခံတာဆိုပြီးတော့ Manchester Evening News ကဖော်ပြသွားတာပါ MRN ကိုယ်တိုင်ကလည်း club အနေနဲ့33နှစ်တွင်အစိုးရသောယာစီတာထွက်ကာလနဲ့ရေဆိုင်ထားတော်မြားသည့်တိုင်အောင်သူ့ကိုထုတ်ဖို့မစင်းသားသေးတဲ့ပုံမှာ MRN ကြောင့် MRN နဲ့နီးစပ်တဲ့အတွင်းသတင်းတွေကဖော်ပြသွားပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလေးကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်